အစင်းမြင့်စစ်သမောတွေနဲ့ကင်းလက်ရည်ရင်တွေကိုနှစ်စင်နေပါတက်တော်ဝင်အင်အားဖြည့်တင်းနေတဲ့မြမစစ်တပ်ဟာအရခတ်တက်တော်အေအေးနဲ့တိုက်ပွဲဖြစ်နေတဲ့ရခိုင်စစ်မျက်နှာပြင်မှာရေတက်အင်အားတိုးလို့ဖြန့်ကျက်နေပါတယ်အရေးပေါ်အချိန်မှာရေတက်ကိုအကူအညီပေးဖို့ကမ်းခြေဆောက်တက်ကိုပါဖွဲ့စည်းခဲ့တဲ့မြန်မာစစ်တပ်ဟာသူ့ထိန်းချုပ်မှုအောက်ရှိနေသေးတဲ့စစ်တွေကြောက်ပြူနေမှန်းအောင်ရေပိုင်တဲ့ထဲမှာစစ်သမောတွေပို့ထားလာတာကိုတည်င်းရေးမြစ်တွေကပြောပါတယ် အာရကတက်တော်အေးအေးတိမ့်ပိုက်ထားတဲ့တန်တွဲနဲ့ဂွားမျိုးနယ်တွေရှိတဲ့ပင်လယ်ပြင်မှာဆိုရင်ပြီးခဲ့တဲ့လပိုင်းကစပြီးစစ်သမောတွေဆက်စင်းတက်မနေမြင်လာရတယ်လို့စစ်ရေးသတင်းမြစ်တွေနဲ့ဒေတာကန်အရှေ့နေသိရှိသူတွေပြောပြချက်အရာသိရပါတယ်။ပင်လယ်ပြင်ဘေးကရခိုင်ပြည်နယ်ဟာမြန်မာစစ်တပ်အတွက်ရစ်တပ်အင်အားကိုအသုံးပြုဖို့အခွင့်အလမ်းပို့စေပြီးဂုံတွင်းကနေထိုးပေါက်မလာနိုင်တဲ့နေရာတွေကိုရင်းပြင်ကနေစူးပွဲအင်အားတွေပြင်ဆင်လာတာလို့စစ်ရေးကြံ့ကျင်သူတွေကတုံ့တက်ပါတယ်။ ဒီအချိန်မှာပဲရခိုင်ပြည်နယ်ထဲနေပြည်တော်အများစုကိုထိန်းချုပ်ထားတဲ့အာရခတ်တပ်တော် AA ကလည်းစစ်တပ်ရဲ့လေကြောင်းအပြင်ရေကြောင်းကိုပါတည်ထားဖို့နဲ့ကံဝေးငါဖမ်းလုပ်ငန်းတွေကိုလည်းတွာလာချိန်ကန့်သက်လိုက်ပါတယ်။စစ်တမောတွေဟာစစ်တပ်အုပ်ချုပ်မှုအောက်မှာရှိနေတဲ့မန်အောင်ကျွန်းနဲ့ AA ထိန်းချုပ်ထားတဲ့ရံပြဲကျွန်းကြားမှာအရင်က30လောက်ရှိရာကနေအော်တိုဘာလဒုတိယပတ်လောက်ကစပြီးစစ်စင်အထိရှိလာပါတယ်။စစ်တပ်လက်လွတ်လာရတဲ့ တန်တွဲနဲ့ကွာမျိုးကန်းကြီးတလျှောက်ပင်လေပြင်မာလေအရင်က9ဆင်းဝင်းကျင်ရှိရာကနေအခု10ဆင်းဝင်းကျင်ရှိနေတယ်လို့ဒေတာကန်အရှိန်အနေတွေကိုသိရှိသူနဲ့ AACR အရေးမြစ်တွေကအတည်ပြုကြပါတယ်။ဒါအပြင်ဒီစစ်သမောတွေဟာကန်းနဲ့လည်းပုံပုံနီးနီးကက်ကက်နေရယူလာကြတယ်လို့ဆိုပါတယ်။အရင်ကစစ်သမောတွေကိုတိတ်မမြင်ရပေမဲ့အခုဆို ကတန်တွဲငက်ပလီကန်းကြီးကနေလန့်ကြီးရင်ကိုဒေတာကန်တွေမြင်နေရတာလို့ဒေတာအရှိအအနေသိရှိသူအမျိုးသမီးတယောက်ကပြောပါတယ်ရခိုင်ပြည်နယ်တွေကအေးထိတ်ရှုပ်ထားတဲ့မြို့နယ်တွေမှာပြီးခဲ့တဲ့လတွေအတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူထိခိုက်ဒေဆုံးမှုဆယ်ရှိခဲ့ပါတယ်။ဒါရမကစစ်သမောတွေကနေပြစ်ခတ်တာတွေဟာဒီနေ့ဩဂုတ်လကစပြီးခက်ဆိတ်ဆိတ်ရှိလာတာကိုအေးအေးကထုတ်ပြန်ချက်တွေမှာမြင်ရပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်၂ရက်ကဆိုရင်တန်တွဲမြို့နယ်ငပလီကန်းကျေးဂျိတ်တော်ရက်ွက်ကိုစစ်သမောတွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်နေအိမ်တွေထိခိုက်ပျက်စီးတာတွေရှိခဲ့ပါတယ်။အရင်ကစစ်သမောတွေပင်လယ်ကနေပြေးရင်ကန်းကျေနားလောက်ကိုကြီးကြတာများတဲ့အခုနောက်ပိုင်းမှာ သူတို့ကကျွန်းနေကိုအကာအကွယ်ယူပြီးနီနီကကလက်နက်ကြီးနဲ့ပစ်တော့ရွာတွေတဲအထီးကြလာတာခက်စိတ်စိတ်ဖြစ်လာတယ်လို့စစ်သမောတွေကန်းကျေဘက်ဦးတည်လာတဲ့အရှိန်အနေကိုဒေသအရှိန်တွေသိရှိသူကပြောပါတယ်။ ဒီလိုပြက်ကတ်မှုတွေကြောင့်ကမ်းခြေနားမှာနေထိုင်ကြတဲ့ဂွားနဲ့တန်တွဲမျိုးနယ်ကကြံနေတဲ့ဒေသခံတွေဟာတခြားနေရာတွေကိုထပ်ပြောင်းရွှေ့ကြရပါတယ်။ဒေသအရှေ့အနေတရှိသူတွေစီရေးအကဲခတ်တွေနဲ့အေအေစီရေးတည်င်းရင်းမြစ်ပြောပြချက်တွေအရစစ်တပ်ကရဒက်အင်အားဖြည့်တာနဲ့ပတ်သက်ပြီးအရှက်နှက်ချက်ကိုတွေ့ရပါတယ်။ ပြမအရက်ကရခိုင်ပြည်နယ်တွေကမြို့နယ်ခုနှစ်ခုမှာရွေးကောက်ပွဲကျင်းပမယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားတဲ့မြို့နယ်တွေမှာမဖြစ်မနေကျင်းပဖို့ရည်ရွယ်ထားတာကြောင့်ဖြစ်တယ်လို့သူတို့ကပြောပါတယ်။အဲဒီမြို့နယ်တွေမှာအေးအေးသိမ့်ပိုက်ထားတဲ့မြို့နယ်တွေလည်းပါဝင်နေပါတယ်။နောက်တစ်ချက်ကတော့စစ်တွေနဲ့ကြောက်ဖြူတွေကမြို့တခုခုအထူးသဖြင့်ကြောက်ဖြူကိုရွေးကောက်ဝယ်ကျင်းပကဏ္ဍမှာလလွတ်လိုက်ရတာမျိုးမဖြစ်ဖို့ရည်ရွယ်တာဖြစ်နိုင်တယ်လို့လည်းအကြေခက်တွေကပြောပါရယ် ရခိုင်ပြည်နယ်တွေကမြို့နယ်ပေါင်း18ခုမှာစစ်တွေကြောက်ပြူမအောင်မြို့တွေကလွဲရင်ကြံမြို့နယ်တွေကအေးအေးသိမ့်ပိုက်ထားပါတယ်။စစ်တပ်ကကျင်းပမဲ့မြို့နယ်9ခုထဲမှာစစ်တွေကြောက်ပြူမအောင်ကိုရွေးကောက်ပွဲပထမပိုင်းကျင်းပမဲ့မြို့နယ်တရား2ခုထဲမှာထည့်သွင်းထားပါတယ်။ရွေးကောက်ပွဲမကျင်းပတဲ့မြို့နယ်56ခုမှာတော့စစ်တပ်လက်လွတ်ထားလိုက်ရတဲ့အန်တန်တွဲတောင်ကုန်းနဲ့ကွာမျိုးစားတဲ့မြို့နယ်၄ခုကိုထည့်သွင်းထားတာမရှိတဲ့အတွက် ရွေးကောက်ပွဲကျင်းပဖြစ်အောင်စီရေးအရာဖိအားပေးဖို့ပြင်ဆင်လာတာဖြစ်တယ်လို့လဲစီရေးအကြိတ်ခက်တွေကမှတ်ရပေးပါတယ်။စစ်သမောတွေတုံးတာကရေတက်အင်အားဖြည့်တာမျိုးထက်ရေတက်ကိုတုံးပြီးစစ်အင်အားရွှေ့ပြောင်းတာမျိုးလုံးမဲ့သဘောပဲ။ရွေးကောက်ပွဲလုပ်ဖို့ကို မဖြစ်ဖြစ်အောင်လုပ်ပြီးရွေးကောက်ပွဲအထားမြောက်တဲ့ဆိုပြီးလုံးမပေးလို့စီဒီအမ်ပိုကြီးစင်ရောကပြောပါတယ်။ ရခိုင်ပြည်နယ်တွေကလက်လွတ်လိုက်ရတဲ့တရှိုးမျိုးတွေကိုပြန်သိမ်းပိုက်ဖို့ပြင်ဆင်နေတဲ့စစ်တပ်ရဲ့အရေးအရှိတွေကိုအေအေကကြုံမြင်ထားတာကြောင့်ရေချောင်းလေချောင်းအနေရကိုတတိပေးနေပါတယ်ရခိုင်ပြည်နယ်တဲကိုစစ်တပ်ကကုန်းပိုင်းကနေဝင်ရောက်နိုင်တဲ့အေယာဝတီတိုင်းမကွေးတိုင်းနဲ့ပဲခူးတိုင်းအဆက်နေရာတွေမှာလည်းအေအေကထိုးစစ်တွေတံပြန်ခတ်စစ်တွေကြောင့်တိုက်ပွဲတွေပြင်းထန်နေပါသေးတယ်။ ဒါကြောင့်စစ်ကော်မရှင်တပ်ဟာရခိုင်မှာ ရေတပ်ကိုတုံးပြီးအင်အားဖြည့်နေရတဲ့အခြေအနေလို့နားလည်ရပါတယ်။စစ်သမောအင်အားတွေကိုရခိုင်ပြည်နယ်တွေကအနီးဆက်ဆုံးဖြစ်တဲ့ဒညဝတီရေတပ်ရခိုင်ကမ်းရိုးတန်းနဲ့ကမ်းခြေတဆက်ထဲဖြစ်တဲ့အေယာဝတီတိုင်းဟိုင်းကြီးကျွန်းမြို့နယ်ပါမဝတီရေတပ်စခန်းရန်ကုန်တိုင်းတွေကတီလဝရေတပ်စခန်းတွေကနေအင်အားဖြည့်တင်တာဖြစ်နိုင်တယ်လို့စီရီယာရေတပ်အရာရှိတအူးကပြောပါတယ် ရေတက်ဘျူဟာကန်နီကန်ဝေစစ်သမောအမျိုးအစားနဲ့အရွယ်အမျိုးမျိုးရှိပေမဲ့ဘျူဟာတစ်ခုထဲမှာအဆင့်20တော့မရှိဘူးပေါ့အခုလိုဆဲရှိတဲ့စစ်သမောအရေးအတွက်ဆိုရင်သူတို့လိုအပ်တဲ့စစ်သမောတွေကိုဘျူဟာတွေကနေ ခေါ်အင်အားဖြည့်တင်ထားတာလက်နက်ကြီးတွေကလည်းရေရင်တွေမှာတပ်ဆင်ထားပြီးသားအသင့်ရှိတာပေါ့လို့ပြောပါရစေ လေ့ကျင့်သာရှိတာအပြင်ရေဒါလိုနည်းပညာကိုအသုံးပြုမှုတွေကြောင့်စစ်သည်မော်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေဟာပြစ်မှတ်ကိုအနည်းဆုံးရောက်နိုင်ပြီးထိခိုက်ပျက်စီးနိုင်ခြေလဲပိုတယ်လို့သူကပြောပါတယ်။စစ်တပ်ကအာဏာမသိမ်းခင်က ရေတက်လေ့ကျင့်ရေးဒါမှမဟုတ်စစ်စစ်ရေးတခုအတွက်ပင်လယ်ပြင်ကိုထွက်ရရင်တလဝင်းကျင်သာကြပေမဲ့အခုကာလမှာအနည်းဆုံး၆လအထိကြာလာတယ်လို့ရေတက်ထဲကရရှိတဲ့တည်အချက်လက်ကို သူကပြန်ပြောပါတယ်။ ပင်လယ်ပြင်သောစစ်သမောအများစုဟာယေရှုအနက်ကအ ਨੇ ဆုံးဆက်ပေအထီးရှိတာကြောင့်ကမ်းခြေအထီးကလုံးမရဘဲရေနှက်စိတ်ကန်းတို့လိုပင်လယ်ပြင်သောတင်ဘောတွေစီပြေနိုင်တဲ့စိတ်ကန်းတွေကိုသာစိုက်ကပ်နိုင်တယ်လို့သူကပြောပါတယ်။ကန္တစစ်စီရေတမောတွေကြတော့လူရောတန်ချက်ကကားတွေရောတင်လို့ရတယ်။ပြီးရင်ယေဇူးတိတ်တဲ့နေရာအထိကန်ထိုးပြီးလူရှာလို့ရတယ်။ဒါပေမဲ့အေအေထိန်းချုပ်တဲ့နေရာတွေကိုတော့ကတ်လို့မရနိုင်ဘူးလို့စီရီယရစ်တဲ့အရာရှိတအူးကပြောပါရယ်။ ဒါကြောင့်စစ်တပ်အနေနဲ့သူလက်လွတ်လာရတဲ့မျိုးတွေပြန်သိမ်းဖို့ထက်အဲ့ဒီမျိုးနယ်တွေမှာမတည်ငြိမ်အောင်ရှောင်လန်ဖို့နဲ့စီရေးဖီအားပေးဖို့ရစ်တပ်အင်အားဖြည့်တာဖြစ်နိုင်တယ်လို့မှတ်ချက်ပေးပါတယ်အရကတတော်အေအေအနေနဲ့မြစ်ကြောင်းသွားစစ်ပတ်သုံးရေရင်တွေကိုပြစ်ခတ်နိုင်ခဲ့တာတွေလည်းရှိခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့2024ဖေဖော်ဝါရီလအတွင်းမှာကြောက်တော်နယ်မင်းပြမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွဲစစ်တပ်ရဲ့စစ်သမောနဲ့စစ်သမောအပါအဝင် ကိုစင်ကိုနစ်မြုပ်အောင်တိုက်ခိုက်ခဲ့တယ်လို့အေအေကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ရခိုင်ပင်လယ်ပြင်ကစစ်တပ်ရဲ့ရေတပ်အင်အားကိုတုံ့ပြန်ဖို့အေအေမှာအကန့်အသတ်များတယ်လို့မှတ်ချက်ပေးကြတာတွေလည်းရှိပါသေးတယ်။မြေရှောင်းထဲမှာရှိတဲ့စစ်သမောကိုပြစ်တာကထိဖို့များပေမဲ့ပင်လယ်ပြင်မှာရွေလျားနေတဲ့သမောကိုတော့ပြစ်နိုင်ဖို့ကတော်တော်မလွယ်ဘူး။ ဒရုန်းနဲ့ဆိုလဲဒီလောက်အဝေးကြီးကိုလွှတ်ဖို့မလွယ်ဘူးလို့စီရီယံရေတပ်အရာရှိကပြောပါတယ်။ဒီရရက်ကို AACA အရေးမြက်ကလည်းလက်ခံပါတယ်။ AA မှာကမ်းခြေစောင့်တက်ရှိပေမဲ့ပင်လယ်ပြင်စစ်ပွဲဖန်တီးနိုင်တာတော့မရှိသေးဘူးလို့စီရီအရေးမြက်ကပြောပါတယ်။စစ်တပ်ကကြောက်ဖြူစစ်တွေမျိုးတွေကိုစစ်အင်အားတုံ့ပြန်တာပြင်တန်တွဲနဲ့ ग्वा မျိုးတွေတွေမှာပင်လယ်ရေကြောင်းစစ်သမောတွေတွာလာနေတယ်လို့အေအေကထုတ်ပြန်ထားပါတယ်။ ဒါအပြင်ကင်းထောက်လေရင်တွေလည်းမကြာခဏလှည့်ပက်ပြောင်းဝဲနေတာတွေအခုရက်ပိုင်းမှာပို့တွေးလာရတယ်လို့သတိပေးထားပါတယ်။ပင်လယ်ကမ်းရိုးတန်းဒေသရခိုင်ပြည်နယ်မှာလူမှုရဲ့အဓိကအသက်မွေးလုပ်ငန်းတွေထဲမှာရေလုပ်ငန်းလေးတစ်ခုအပါအဝင်ဖြစ်ပါတယ်။ရခိုင်မှာမိုးရင်းကာလမုန်တိုင်းနဲ့ပင်လယ်လေလိုင်းပြင်းထန်တာတွေကြောင့်ရပ်နားထားရတဲ့ရေလုပ်ငန်းကို မိုးပါသွားတဲ့အောက်တိုဘာလောက်ကစပြီးပြန်လုပ်ကိုင်လေးရှိကြပါတယ်။ ဒါပေမဲ့ကံဝေးငါးဖန်းလုပ်ငန်းအတွက်ထွက်သွားတဲ့တန်တွဲမြို့နယ်ကငါးဖန်းဆက်လေတရှိုးဟာစစ်သမောရဲ့ဖမ်းဆီးတာတွေကိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာရှိခဲ့တယ်လို့ဒေသနဲ့နေဆက်သူတွေက AAC ရဲ့ရင်းမြစ်ကိုပြောပါတယ်။ကြားပေါင်လို့ခေါ်တဲ့ကံဝေးငါးဖန်းဆက်လေတစင်းမှာရေလုံသားအယောက်20ကျော်ကနေ30ဝန်းကျင်ရှိကြတယ်လို့ကံဒီငါးဖန်းသူတွေမှာ9ယောက်ဝန်းကျင်ရှိကြပါတယ်။အော်တိုဘာလာအတွင်းမှာတင်တန်တွဲငပလီကန်းကြီးကနေငါးဖန်းထွက်သွားတဲ့ကန်းဒီဆက်လီတစင်းကလူလေးယောက်နဲ့ ကဝေးဆက်လိတ်တစည်းကလူ24ယောက်စစ်သမောတစင်းကနေဖမ်းဆီးလိုက်တာခံရပြီးအဆက်အသွယ်ပြတ်နေတယ်လို့ဒေသနဲ့နေဆက်သူတွေကပြောပါရယ်။ရေတပ်စီဒီအန်အရာရှိကတော့စစ်သမောတွေနဲ့ယေစုနဲ့အရှင်ဟာမြန်မြန်ဆန်ဆန်သွားလာနိုင်တာကြောင့်အရှိန်နဲ့နဲ့သာသွားနိုင်တဲ့မတင်ငါတဲ့ငါဖမ်းဆက်လိတ်တွေကိုဖမ်းမိနိုင်ခြင်းရှိတယ်လို့ပြောပါရယ်။ ငါးဖန်းဆက်လေအနေနဲ့စစ်သမောကိုဘလို့မှပြေမလွတ်ဘူးစစ်သမောကနေဖမ်းလို့ရတယ်မဖမ်းရင်တော့ပြစ်ခတ်ပြီးနင်းမြုပ်လိုက်လို့ရတယ်လို့ရှင်းပြပါတယ်အေအေကတော့လုံချုံရေးအတွက်အလေးထားစဉ်းစားပြီးပင်လယ်ပြင်မှာငါးဖန်းကွင်းကိုတန်တွဲနဲ့ဂွားမျိုးနယ်တွေနားမှာညာလျှောက်နာရီကနေမနက်လျှောက်နာရီအထိအကန့်အသတ်မရှိပိတ်လိုက်ပြီလို့ကြေညာပါတယ် မနက်၆နာရီကနေညနေ၆နာရီအထိတော့ငါးဖမ်းခွင့်ပေးထားပေမဲ့ကန်အဝေးကိုသွားမဖမ်းကြဘူးနဲ့စစ်သမောတွေလာတာတွေ့တာနဲ့ကန်ကိုအမြန်ဆုံးကတ်နိုင်ဖို့ကိုလည်းတတိပေးထားပါတယ်။ပင်လယ်ငါးဖမ်းလုပ်ငန်းသဘောအရာလှိုင်းလီငိမ့်နဲ့ညအရှိန်ကိုအမိပြူပြီးဖမ်းကြရတာကိုလည်းဒေသခံတွေကပြောပါတယ်။ညဘက်မှာငါးလုံးဝမဖမ်းဖို့တာမြင်လိုက်တဲ့ အေအေရဲ့ထုတ်ပြန်ချက်ဟာအော်တိုဘာလ19ရက်ကစတင်ပြီးငါးပြန်ဖန်ခွင်ကိုတော့စစ်တပ်ရဲ့စီရေးလှုပ်ရှားမှုအပေါ်မူတည်ပြီးပြန်အသိပေးမယ်လို့ဆိုပါတယ်။စစ်တံကိုပြင်းပြင်းထန်ထန်ခန်းဆားနေရတဲ့ရခိုင်ပြည်နယ်ဟာအငက်ပေးဆိုင်လာမဲ့အနေရဲ့ကြီးရှိနေတယ်လို့ကမ္ဘာစားနယ်ရိတ်ခအစီအစဉ် WFP ကဒီနှစ်ဇန်နဝါရီမှာအသိပေးထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်းတိုက်ပွဲတွေပြင်းထန်နေလို့ငါးဖက်မထွက်ကြရဘူးတနှစ်လုံးကို အရင်နှစ်ကစုဆောင်းထားတဲ့ငရှောင်းငပိတွေနဲ့စားခဲ့ကြတယ်ဒီနှစ်မှာအခုလိုထပ်ပြစ်မယ်ဆိုတော့ဒီနှစ်စားစရာရှိမှမဟုတ်ဘူးတကယ်ရင်လေးစရာပဲလို့တန်တွဲဒေသခံအမျိုးသမီးတအူးကပြောပြီးတပြင်းရှာပါတယ်